ခုတစ်ပတ်ရဲ့စနေညအကောင်းဆုံးရွေးချယ်မှုအဖြစ်ပရီးမီးယားလိရဝန်းကပွဲစဉ်၃ပြည့်ရှင်ပြန်ကစားကြမဲ့ Leeds United အသင်းနဲ့ Newcastle အသင်းတို့ရဲ့ပရီးမီးယားလိပွဲစဉ်ကိုရွေးချယ်ထားပါတယ်။ပြီးခဲ့တဲ့ရာသီချန်ပီယံရှစ်ပြိုင်ပွဲမှာပိုဆွဲခဲ့ပြီးတော့ Leeds United တို့၂ရာသီကြာဝေးကွာခဲ့တဲ့ပရီးမီးယားလိကိုပြန်လည်တလန်းနိုင်ခဲ့ပါတယ်။ရာသီကြိုပြင်ဆင်မှုအနေနဲ့ Man U, Villarreal, AC Milan တို့နဲ့ချေဆန်းခဲ့ရမှာ၃ပွဲစလုံးတည်ကစားပြီးကျန်တဲ့လောက်စရာခြေစွမ်းကိုပြသခဲ့ပါတယ်။ လိုင်ယွန်သင်းကိုသမားလူကတ်စ်ပယ်ရီတက်စစ်ပိုင်းတွက်ကေဗက်လီဝင်းအိုကာဖောနဲ့မီချာခန်းစစ်ပိုင်းမှာလောင်းစတက်ဂမ်မန်ဆန်နဲ့အန်တန်စတက်တို့ကိုခေါ်ယူအားဖြစ်ထားပြီးတော့ပရီးမီးယားလိမှာအဆင့်မင်မီတိုက်ပွဲဝင်မှုပြင်ဆင်မှုကောင်းတွေပြုလုပ်ထားတာတွေ့ရပါတယ်။နီးပြားဒန်နီယယ်ဖာကင်နေနဲ့ချန်ပီယံရှစ်မှာအသင်းကိုတိုက်ဆက်သားပဲပုံစံနဲ့ပွဲထွက်ရင်ဆိုင်ခဲ့ပေမဲ့ပရီးမီးယားလိမှာတော့ခန်းစစ်လုံခြုံမှုကိုပိုလေးပေးလာတာတွေ့ရပါတယ်။ ရာသီရိုချင်းစံပွဲ၃ဝက်စလုံးဂိုးအောက်တွေဝင်ခဲ့တယ်လို့အေဗာတန်ကိုတကူကူမရှိနိုင်ခဲ့တဲ့ရာသီအဖွင့်ပွဲစဉ်ရောပြီးခဲ့တဲ့ဂျာရဲကဆက်ဖီဝက်နက်စတီနဲ့ပွဲချိန်အတွင်းတကူစီတေကြခဲ့တဲ့လီဗလာပွဲစဉ်မှာပါဂိုးအောက်ပွဲတွေဖြစ်ခဲ့ပါတယ်။အာဆင်နယ်ကိုဝေးခွင်းမှာ၅ခုပြည့်ရှုံးခဲ့တဲ့တပွဲသာပဲဒီရာသီမှာပထမဆုံးရှုံးပွဲဖြစ်ခဲ့ပြီးဂိုးပေါ်လည်းဖြစ်ခဲ့ပါတယ်။ရလမကောင်းခဲ့တဲ့နှစ်ပွဲကအဝေးခွင်းတွေမှာဖြစ်ပြီးတော့နိုင်ပွဲရခဲ့တာကအိမ်ခွင်းမှာဖြစ်တာကြောင့် လီးယူနိုက်တက်အနေနဲ့ချန်ပီယံရှစ်မှာပြသခဲ့တဲ့အင်ငွေပုံစံကောင်းကိုဆက်ထိန်ပြီးအယ်လန်ရူမှာအဖိုးတန်ရမှတ်တွေစုဆောင်းလာဖို့ရှိနေပါတယ်။ပြီးခဲ့တဲ့အမှတ်ပေးရာသီမှာအဆင့်9နေရာရပ်တည်နိုင်ပြီးတော့ချန်ပီယံလိဝင်ခွင့်ရထားတဲ့နျူကာဆယ်အသင်းမှာတော့ခေါ်ယူဖြည့်တင်းမှုထက်အသင်းကထွက်ခွာသွားသူတွေပုံများတာကိုတွေ့ရပါတယ်။ဂိုးသမားဒူဘရာကတက်စစ်ပိုင်းကကလန်ဝင်စင်နဲ့အမေရိုနိုအပြင် အသင်းနောက်တန်းကကစားသမားတော်တော်များများပြောင်းရွှေ့သွားခဲ့ပါတယ်။ဘယ်ညာတောင်မန်တိုက်စစ်အတွက်ရန်ဆေးနဲ့အီလန်က န်စစ်အတွက်မာလစ်တီယောတို့သာခေါ်ယူအပ်ဖြစ်ထားပါတယ်။ရာသီကြိုခြေစမ်းပွဲ6ပွဲမှာ4ပွဲရှုံး2ပွဲသေကြပြီးရာသီသစ်လီအဖွင့်2ပွဲမှာလည်းဘီလာနဲ့သေကြပြီးလပဘူးကိုရှုံးထားပါတယ်။တိုက်စစ်မှုဤဆက်ရဲ့မပြည့်ပြတ်သေးတဲ့အပြောင်းအလဲပြဿနာကမီးပြအက်တီဟိုဝီနဲ့အခြားအသင်းဘော်တွေရဲ့စိတ်သက်ပိုင်းနဲ့စွမ်းဆောင်ရည်ပိုင်းတွေပေါ်မှာတက်ရောက်မှုကြီးမာပြီးတယောက်ယောက်အက်စတွန်ဗီလာကိုတည်ရသာကစားနိုင်ခဲ့ပါတယ်။လပဘူးကိုလည်းပွဲချိန်နောက်ဆုံးမင်းနဲ့အနိုင်ကိုခွင့်ပြုခဲ့ရပြီး2-3ဂိုးဆိုတဲ့ရလနဲ့ရှုံးနိုင်ခဲ့ပါတယ်။ အထိနာဆုံးကတော့လက်ရှိအသင်းတိုက်စစ်ကိုဥဆောင်နေတဲ့ဂေါ်ဒန်ကလဘာဘူးနယ်ပွဲမှာအနီးကပ်ပြတံထိသွားသလိုအားထားရတဲ့ကွင်းလယ်ကဂျိုလင်တန်နဲ့တိုနာလီတို့ဒဏ်ရာရသွားတာကြောင့်လီယူနိုက်တက်နဲ့ပွဲစဉ်ကိုလွဲချော်မှာဖြစ်ပါတယ်ဒီပွဲအတွက်အာရှဈေးကွက်ဖွင့်လှစ်မှုအနေနဲ့နျူကဆယ်ကလေဗယ်80ရှုံးကျော်ပေးထားပြီးဂိုးပေါင်းဈေး3ပေါင်း60ဖွင့်လှစ်ထားပါတယ်မူလဖွင့်လှစ်မှုထက်ဘော်ဒီကျော်ပေးမှုရောဂိုးပေါင်းဈေးပါအနည်းငယ်ကျဆင်းလာတာကိုတွေ့ရပြီးတော့ အယ်လန်ရုကွင်းမှာတွေ့ဆုံခဲ့တဲ့နောက်ဆုံး၅ချိန်မှာလီယူနိုက်တက်က၃ချိန်ကျေးအောင်ပြီးညူကဆယ်က၂ချိန်ကျေးအောင်မြင်ထားပါတယ်။အဝေးကွင်းမှာရလက်ဆိုးလေးရှိတာကြောင့်အင်ကွင်းပွဲတွေမှာအားကုန်ထုတ်ယုံလာမယ်။လီယူနိုက်တက်ကစားအားကိုပုံစံကောင်းပြင်ရင်းနေတဲ့ညူကဆယ်တို့ထင်းကျုပ်အသာစီရယူဖို့ရာဂိုင်းနှုံးနဲတယ်လို့တွက်ဆခြင်းပြီးဈေးကွက်အရလည်းညူကဆယ်တို့တရေထက်မပိုဘူးလို့ခန့်မှန်းရပါတယ်။ ။ဒါကြောင့်ဂူဒဘတ်ရဲ့စနေညအကောင်းဆုံးရွေးချယ်မှုဖြစ်အင်ဂွင်းအယ်လန်ရုမှာရလက်ကောင်းယူပြမဲ့လီယူနိုက်တက်အသင်းကိုဂူဒဘတ်ရဲ့စနေညအကောင်းဆုံးရွေးချယ်မှုဖြစ်ရွေးချယ်ပေးလိုက်ပါတယ်။